ေယောဝလုံးပဲမင်္ဂလာမနက်ခင်ပါအောက်တိုဘာလ၂ရက်နေ့ရက်မနက်ပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်းတင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလေးကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့တွင်ချင်းတွေအားလုံးဂျေးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်အောက်တိုဘာလ၂ရက်နေ့တွေပခူးတိုင်းတာယာဝတီခရိုင်လက်ပတမြုပ်နေမိုးအင်အုပ်စုကံပြိုကြီးရွာကနေစစ်မှုထမ်းကြေကုတ်ပြီးထွက်လာကြတဲ့စစ်အုပ်စုကိုတိုက်ခိုက်ရာ စကောင်စီစခွေပမာနကောင်ခွေတေဝတီတေဆုံပီတနန်နလတ်နဲ့ငွေကြေးတချို့ကိုလေတင်းစီရရှိခဲ့တယ်လို့တာယာဝတီခရိုင်တရင်တုံးထောင်စီရနှိတခွေနှိကတရင်ထုတ်ပြန်ထားပါတယ်။ကောင်းလေတေတတင်းနောက်တင်းစတင်ဘာလနဲ့စချောရနေမှာစတင်ပြီးအချမ်ပစတကမြို့ဝတီမြို့ပင်ရှိမင်းလက်ပိုင်ရွာဖလူရွာနဲ့မေထိုတလေဒေတာတုတ်ကိုအတိခံရုံးမြဖြစ်အောက်တိုဘာ၁ရက်နေ့အထိစတိတ်ဘုံကျတဲ့ခေနီကြောင်းတည်စီရပါတယ်။ ထူပင်မေပင်စစ်ချောင်းကလေလစီချင်းတီစီစမတူနိုင်ပဲစစ်တကအတေခန်ဒုံမြဖြစ်တာစာတင်ချောင်းနဲ့ဘူကြီးချောင်းများတွေ KNLA ရေပုံများရှိနိုင်သည်ဟုဆိုကာတိုက်ခိုက်နေချင်းဖြစ်ကြောင်းသိစီရပါတယ်မေပင်တိုက်ပွဲတွင်လည်းအချမ်းဖက်စစ်တပ်ပထိခိုက်သေးဆုံးမှုများပြားနေပြီးရုပ်အလောင်းများကောက်ယူနိုင်ခြင်းမရှိသေးကြောင်းသိစီရပါတယ်အလားတူဂျုံဒူးမြောက်နေစီချောင်းဖားရွာအင်ဂျီရွာနဲ့ ကျုံပါရွာဖက်တောက်၌ဖြစ်ပွားခဲ့သောစက်တင်ဘာတလတာပိတ်ပွဲများအတွင်အကြံဖက်စစ်ကောင်စီစစ်ခွေဖက်မှတရားဝန်ကျင်ခန့်ခွေတေဝတ်တေတေဆုံးခဲ့ပြီးစစ်ခွေအလောင်းများကိုအင်ဂျင်ရွာတင်းချန်းတွေဖြစ်တလူမေမြုပ်ထားကြောင်းသိရှိရပါတယ်ထူပင်ကျိုင်းမီတဖက်ကရှိကျိုင်းရွာကြီးတင်းချိုင်းတွင်လဲထွက်ပြီးသွားသောတူပရာဇာများကိုစစ်တပ်ကလိုက်လံဖမ်းဆီးပြီးစစ်ခွဲအလောင်းများကိုမြေမြုပ်ခိုင်းနေတော်လဲရုပ်အလောင်းများပြချင်းကြောင်းလမ်းဘေးများတွင်ပုတ်ပွားနေကြောင်းသိရှိရပါသည် BGF နဲ့ DKBA PC တွေကကုန်ကြီးပေမဲ့လေတေဆုံမှုတွေတားမြစ်နေပါတယ်စခွေဖက်မှာကောင်းလေးတဲ့တဲ့နောက်တဲ့မွန်ပီနေရေမြုံနေမှာစစ်ကောင်စီတပ်နဲ့ DKBA တပ်သားတွေပါတဲ့စစ်ကြောကိုချက်ပြတ်တိုက်ခိုက်ခဲ့တယ်လို့ရေဘလူးအဖွဲ့ခေါင်းဆောင်ကပြောဆိုထားပါတယ်အောက်တိုဘာ10ရက်ညနေပိုင်းကအင်အား40ကျော်နဲ့ခမရ343တပ်ရင်းကနဲ့စစ်ကြောထိုးလာတဲ့စစ်တုံးစုကိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ် ဒီကောင်တွေထူလာတဲ့စစ်ကြောင်းကိုကျွန်တော်တို့ကြပ်ဖြတ်တိုက်ခိုက်တယ်။အရှိပွိနဲ့တွေ့တယ်။သူတို့ဖက်ကလေးကောင်ခွေးတေဝတ်တေတေသွားတယ်။တနက်ကတော့ကုတ်မရသေးဘူး။အင်အားလေးစေလောက်ပါတယ်။ကျွန်တော်တို့ကပြုတ်ကြကစားခိတာလို့ရေဘလူးခေါင်းဆောင်ကတိုက်ခိုက်ခဲ့မှုကိုရှင်းပြခဲ့ပါတယ်။စစ်ခွေးတွေနဲ့ဒီ KBA ကိုတိုက်ခိုက်တဲ့ရေဘလူးအဖွဲ့တွေလေးစားပါတယ်။ကောင်းလေးတဲ့တည်နောက်တည် တနင်္သာရီတိုင်းတနင်္သာရီမြို့နေမှာစစ်ကောင်စီတပ်သားနှုတ်ဦးကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA တပ်မလေးစီထမန်အလင်းဝင်လာတဲ့လို့ကရင်အမျိုးသားအစီအယုံ KNU မြတ်ထဝေခရိုင်ကထုတ်ပြန်ထားပါတယ်စက်တင်ဘာ30ရက်ကခလာယာနှစ်ရက်အစီအစဉ်တက်ရင်ကတက်ဖွဲ့ဝင်၄ဦးဟာကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA တပ်မဟာလေးတက်ရင်တစတိစီအလင်းဝင်ခဲ့တယ်လို့အောက်တိုဘာနေ့ရက်နေ့မှာလေခလာယာနှစ်ရက်အစီအစဉ်တက်ရင်ကတက်တာနှုတ်ဦး တရင်တစတိစီအလင်းဝင်လာခဲ့တယ်လို့သိရှိရပါတယ်ထိုင်းအစိုးရကဖန်စီပီမြန်မာနိုင်ငံတို့ပူးထားတဲ့စစ်မှုထမ်းတပ်သားတင်ရောက်ပြပါတယ်။ကောင်းလိုက်တဲ့တင်းနောက်တင်းကချင်ပီနေပမိုမြောက်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကောင်စီတပ်တို့အောက်တိုဘာတရက်ထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေစေလို့ကချင်စီရဲ့တရင်မြစ်ကပြောဆိုထားပါတယ်။ KIA တင်းထားတဲ့စစ်ကောင်စီတပ်ဆွဲရာနေရာတွေ တက်စခန်းတွေပြင်ရဖို့စစ်ကောင်စီကဩဂတ်လကတည်းကဒုစစ်စီနေတယ်လို့စတိမ်ဘာလကုံပိုင်းမှာလည်းထပ်မံဒုစစ်စီနေလို့တိတ်ပွေးတွေဆက်ဖြစ်နေတယ်လို့သိရှိရပါတယ်ဘမိုတိတ်ပွေးလက်စီအခြေအနေမှာ KIA ပူပေါင်းတက်နဲ့စစ်ကောင်စီအပြတ်အလှန်ဒုစစ်စီနေတဲ့အနေအထားလို့စစ်ရေးတရင်ချင်းမိကပြောဆိုထားပါတယ်ပွေးချက်နေတဲ့ဘမိုမှာသူတို့လည်းစစ်တူးလိုက်ပြန်ဆောက်လိုက်ပဲ နေရအချို့ငါတော့ပြန်ရတာတွေရှိတယ်လို့ကချင်စီရဲ့တင်းရမီကအောက်တိုဘာတရက်အထိစီရဲ့အခြေအနေကိုပြောပြပါတယ်ပြန်လေတင်းပိတ်နိုင်တဲ့ဒီနေရာတွေကိုတော့လက်တလောပြောဆိုခြင်းမရှိသေးဘူးလို့လည်းပြောပါရယ်။ချင်းပီနေဖက်မှာစီရဲအားရရှာကောင်းပါရယ်။ကောင်းလေတဲ့တတင်းတော့တတင်း။မကွေတိုင်းပခုခုမြုပ်နေလေချင်းကွန်းအဆောက်အဦပြုတ်ပင်ရေးမှာအတုံးပြုတ်မိ။ကျွန်းပင်တစ်တွေတင်းဆောင်လာတဲ့စေဘင်ကာဖန်စီရရှိတယ်လို့ ဆုတ်တဲ့ WSO PDF တာဝန်ခံကူအောင်မောင်ကပြောဆိုထားပါတယ်။တင်းရတဲ့ဂျွန်ပင်တွေဟာအမျိုးသားငွေငွေရဲ့အစိုးရကန်ကိုခရိုင်ကြိုးတိုက်နေပြီးတူအောက်ချုပ်ရဲ့အဖွဲ့ကလေလံတင်ရောက်ချလိုက်တဲ့တစ်တွေလို့ဆိုပါတယ်။ပြီးခဲ့တဲ့9ရက်စက်တင်ဘာလ26ရက်ကရစ်ချူမြုပ်နေအတွင်ဒေါ်လန်တနီယာမှာဆောက်တမ်ရစ်ချူ local pdf တပ်ပေါင်းစုအဖွဲ့ကဖန်စီရရှိခဲ့တာလို့ကုအောင်မောင်ကပြောဆိုထားပါတယ်။ အချက်အလက်တွေတိတ်ဆိုင်စစ်ဆေးကြည့်ရှုရမှာကျွမ်ပင်တန်ချင်းစီတန်ချင်းရှိပြီးကန်ကိုခရိုင်ကျိုးတိတ်နေပြီးတူအောက်ချောက်ရဲ့အဖွဲကဥအောင်ကူလက်စုတူထန်လေလံတင်ရောက်ချက်ထားတဲ့တစ်တွေလောက်စောက်တယ်ဝေ SO PDF ကအတိပေးပြောဆိုထားပါတယ်တီဆောင်ရလန်တလျှောက်မှလေပလေးမြုပ်နေပြီးတူအောက်ချောက်ရဲ့အဖွဲမြိုင်မြုပ်နေပြီးတူအောက်ချောက်ရဲ့အဖွဲနဲ့ပခုတ်ကူမြုပ်နေပြီးတူအောက်ချောက်ရဲ့အဖွဲတွေရဲ့အခွင့်ဆောင်ဖြစ်ပိုင်းတွေတွေ့ရှိခဲ့ရတယ်လို့သိရှိရပါတယ် တိတိဆောင်လာသူတွေကိုစစ်စေးမင်းမြန်ချက်တွေအရစစ်ကောင်စီတက်ဆွေးရာမြို့လူကန်းကျေးရွာကိုမောင်းနှင်းပြီးပခုခုမြို့လေရင်ကွင်းအဆောက်ဦးပြုတ်ပင်တိဆောက်ရဲအတွက်ပူဆောင်ရမည်လို့ဆိုပါတယ်တိလောက်ပြည်သူတွေကိုလေရင်နဲ့တက်ဖြစ်နေတဲ့အချိန်မှာမင်းတို့ခွေးကောင်တွေကစစ်ကောင်စီလေရင်ကွင်းဆောက်မဲ့ဟာတွေကိုမင်းတို့ကထုတ်ပူပေးနေတာပေါ့ခွေးမသားတွေရဲ့အယူကြီးခေါင်းဆောင်တွေလည်းမင်းတို့ကောင်းကောင်းကြည့်ချက်တင်တယ်မင်းတို့လည်းအောက်ကကတ်ကိုခရိုင်တွေကိုတွားကြည့်ကြ ကန်ကောင်းလောက်လောက်ကပီဒီအက်တွေကဖန်တာသူတို့လောက်တာကြာလောက်ပြီးတင်တယ်စိတ်ဆူရကွာဆေးမေကွာမေအေလိုအင်ယူချီခေါဆောင်တွေမင်းတို့လက်အောက်ကတပွင့်ဝင်တွေကိုမထုတ်ပေးနိုင်တော့ဘူးလားမင်းတို့ပဲအကုန်လုံးစားရတော့မှာလားတခူးတွေပန်းစေလူလဲခူးတာမြရတော့အခုအလောက်ထွက်ပြီအခုအင်ယူချီခေါဆောင်တွေထဲမှာလက်စားနေတဲ့တခူးတွေအကုန်လုံးထွက်ကြမေအေလိုတွေလက်စားတဲ့အင်ယူချီခေါဆောင်တွေကိုပြောတာမင်းတို့ကစီပွားရေလောက်နေတာပြီးသူတွေလောက်တည်တဲ့အချိန်မှာဒေါ်လာရေးရဖို့တွေဒီလောက်တည်တဲ့အချိန်မှာ မေလိုခွေးမတိုင်းယူကြည်ခေါင်းဆောင်တချို့ကပြောတာစိတ်ဆိုးတယ်ကွာနောက်တရင်နေဆက်မရှိတဲ့ဒုက္ခတေစခန်းတွေမှာခိုလုံနေတဲ့မြန်မာနိုင်ငံသားတွေကိုထိုင်းမှာတရဝင်းအလောက်လောက်ခွင့်ပြုံးမဲ့အစီအစဉ်ကိုထိုင်းဝန်ကြီးချုပ်ကကြေညာခဲ့ပါတယ် ဝန်ကြီးချုပ်အနုတင်ချမ်ဘီယာကအောက်တိုဘာတရနေ့ကစပြီးနေဆက်ဒုက္ခတေစခန်းတွေမှာရှိနေတဲ့မြန်မာနိုင်ငံသားတွေကိုတူတောက်ခုလုံးနေထိုင်ရာ စခန်းတွေအပင်ဖက်ထွက်ပြီးအလောက်လောက်ဖုကိုတနစ်ကြာခွန့်ပြုတ်ပေးသွားမယ်လို့အတီးပြုတ်ပြောဆိုခဲ့ပါတယ်။ဒါကောင်းတဲ့သတင်းဖြစ်ပါတယ်။ကောင်းလိုက်တဲ့တတင်းနောက်တတင်းကျောက်ပြုံမြုပ်နေတွေတိတ်ပွေးဖြစ်ပွားနေတဲ့နေရာတောက်စစ်ကူလာတီအကျံဖက်စစ်ကောင်စီစစ်ကြောင်းတစ်ခုကို အရခတ်တတိုအေဖက်ကကြက်ဖြစ်တိုက်ခိခိတာကြောင့်အရာရှိနှကောင်အပါအဝင်စစ်ကောင်စီစစ်ခွေအမြအပြတင်ဆုံးခဲ့ပြီးခွေပြီးဝပြီးဆုပ်ခွာထွက်ပြီးသွားကြောင်သိရှိရပါတယ်စက်တင်ဘာလ30ရက်ကကျောက်ဖြုံမြုပ်နေရွာတိရွာနဲ့ကလားပါကျေးရွာအနီးပတ်ဝန်းကျင်မှာစစ်ကောင်စီတပ်နဲ့အရခတ်တတိုအေတို့နှစ်ဖက်တိုက်ပွဲတနေ့ကုန်နီးပါပင်ထန်ခဲ့ပြီးအစူပါတိုက်ပွဲဖြစ်ပွားရာနေရာတောက်တညဝတီရေတပ်ဌာနချုပ်ဖက်ပတ် စစ်ကူတက်လာတဲ့အင်အားတရာကြိုပါစစ်ကြောင်းမှာအရခတ်တတော်အေအေတပ်ဖွဲ့များဤကြက်ဖြစ်တဲ့ခိတ်ချင်းကိုခလက်ရတာလို့စစ်ရဲတည်င်းချင်းကပြောဆိုထားပါတယ်။အရာရှိနှကောင်နာမီကတော့မတိရရှိသေးပါဘူး။စက်တင်ဘာလ29ရက်နေ့မှာလဲအေဒီအနီနာမှာတော်တော်များများတည်ဆုံသွားပါပြီ။အခုတော့စက်တင်ဘာလ30ရက်နေ့မှာအရာရှိနှကောင်ကပါဝင်အမြအပြတည်ဆုံတယ်ဆိုတော့ကောင်းလေတဲ့တင်း အောက်တိုဘာလ2ရက်နေ့ရဲ့မနေ့ပိုင်းအထူးသတင်းကတော့ဒီလိုပါပဲ။ကေဒါဆိုတော့ကျွန်တော်တို့ပထမဆုံးမေဆောက်ကဥခင်ရီအင်တာဗျူးတစ်ချက်လောက်နားဆင်ကြည့်အောင်။ကိုနာမည်လေးမေဆောက်ပြော။ကျွန်တော်နာမည်ဥခင်ရီပါခင်ဗျာ။အခုကဘာလဲဗျ။မသားချောက်ဘူး။မဟုတ်ခင်ဗျာကျွန်တော်တို့ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအဲပြည်တော်စုအကြံဖက်ရေးနဲ့ဖောက်ခွဲရေးပါတီရဲ့ကျွန်တော်တို့2025 အဲစကားမလာလို့တဲ့ရွေးကောက်ပွဲမှာကျွန်တော်တို့မဲဆွဲစီယုံမှုအတွက်ပြင်ဆင်နေတာပါခင်ဗျာ။ဩကဗီးနဲ့လက်ယုံမော်လားဟုတ်ကဲ့ပါ။ तू ကရန်ကုန်တိုင်းဝင်ကြီးချုပ်လောင်းအတွက်ဟိုလက်ထိုးနေတဲ့ပုံကိုယ်ကြီးပါခင်ဗျာ။အလောင်းလေးရာကြီးပေါ့။အလောင်းလေးရာပါခင်ဗျာ။ဩဘာလို့ကျရင်လောင်းလေးရာကြီး။ကောင်းပါလေ။ကောင်းပါပါ။ကောင်းပါလေ။သိနေဟုတ်။ဒါဒီနေ့ကရိုက်မိလို့ပါလား။ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့ဒီ2025ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဒီအာဓမ စစ်အာဏာရှင်တွေရဲ့ဒီရွေးကောက်ပွဲပေါ်မှာကျွန်တော်ပြည်သူလူထုတွေကိုရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အသိပညာဖြန့်ဝေတဲ့အစီအစဉ်လေးကို ကျွန်တော်တို့အစီအစဉ်ဆောင်ရွက်ပြင်ဆင်မှဖြစ်ပါတယ်။ဩဩဇညုံလေးဇလန်ဟုတ်ကဲ့ခင်ဗျာဇညုံလေးကတော့ကျွန်တော်တို့ဒီကြံ့ခိုင်ဖွံ့ဖြိုးပါတီကနေပြီးတော့မှပြည်သူလူထုကိုမဲဆွဲစည်းရုံးတဲ့အချိန်မှာပြည်သူလူထုရဲ့နှလုံးသားတွေကအပန်းကိုကျွန်တော်တို့ကနိုင်ငံနဲ့ ကျွန်တော်မြန်မာနိုင်ငံသားတွေရောကမ္ဘာအရေးအကသိရှိဖို့အတွက်ကိုရည်ရွယ်ပြီးတော့မှအဲတက်ညွန်လေးကိုရေးသားပြီးတော့တင်ဆက်ပေးတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။ဒါဆိုတော့ဒီဒီလိုဖိုင်ကြည့်တော့ပြည်သူရဲ့ဆဲပါပေါ့လေအဆဲရောခံနိုင်မှာ။ဟုတ်ကဲ့ပါဆဲပါခင်ဗျအဲ့အဆဲကိုကျွန်တော်ပစ္စလက်ကဆဲလို့ရပါ။အင်းပြည်သူတွေကနှလုံးသားတွေကယင်တွေကဆဲလာတယ် ဆဲသန့်နေကျွန်တော်တို့နိုင်ငံအတွက်ခွန်အားဖြစ်တဲ့ကျွန်တော်တို့နိုင်ငံအတွက်အင်အားဖြစ်ပါသေးတယ်။ခွန်ကြီးကလည်းနော်ဟာစစ်ဝဆိုကြီးနဲ့စစ်ကူဝဆိုကြီးဟုတ်ကဲ့ဆဲကန်တွေနော်ဟုတ်ကဲ့ပါခင်ဗျာအခုလက်ထက်အဆဲကန်ပါနော်ဆဲပါခင်ဗျာပြည်သူတွေရဲ့ဆဲခြင်းကိုကျွန်တော်ကြည်လူစွာဝမ်းမြောက်စွာကိုယူစွာကျွန်တော်ခံယူပါမှာခင်ဗျာဟုတ်ပါပြီယာအားရတယ်နော်အဖန်တို့ကြည်ပြိုးသွားတာကေဒါဆိုရင်တော့ဗီဒီယို ခွေးနေဝင်းကူပူတူမဆုံးမကန်ချက်လောက်နာစင်ကြီးအောင်ဒီတော်စုသမရမြန်မာနိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်362မှာဗုဒ္ဓဘာသာလိုပဲခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာဟိန္ဒူဘာသာနဲ့နှစ်ကွေးွယ်တဲ့ဘာသာတွေကိုနိုင်ငံတော်မှာကိုးကွယ်တဲ့ဘာသာတွေအဖြစ်နဲ့အသိမှတ်ပြုထားတာဖြစ်ပါတယ်ကျွန်တော်တို့ကဒီအခြေခံဥပဒေကိုလေးစားလိုက်နာမယ်ဆိုရင်ကိုလေးစားလိုက်နာခြင်းနဲ့နေရာကျမှလေးစားလိုက်နာပြီးတော့ကိုမျက်ွယ်ပြုခြင်းနဲ့နေရာမှာမျက်ွယ်ပြုလို့ရှိရင်တရားဥပဒေစိုးမိုးရေးဟာဘယ်တော့မှရှိလာမှာမဟုတ်ပါဘူး တော့မြတ်စွာဘုရားရဲ့သာသနာတော်ဟာကိုအချင်းချင်းညွတ်ယုံနေမကပဲနဲ့ဘာသာမတူတဲ့လူတွေကိုပါကိုဘက်ကသီလသမารိခိုင်ကြီးစွာနဲ့ချစ်ခင်ရင်းနှီးစွာဆက်ဆံရမယ် ကိုအေးနေဝင်ပြောတယ်။ဘာသာမတူအယူချလဲမူမပွားဘဲနဲ့အတူရှင်တွဲနေထိုင်ကြမယ်ဆိုပြီးတော့ခွေးကြီးပုံအခြေခံဥပဒေပါအကြောင်းအရာမျိုးပြောသွားတယ်။ကျမတို့ကတမရော်တီမျိုးသားရေးကိုဘတော်မှတစ္ဆာမဖောက်လို့ကျမတို့ရှုံးကြည့်တယ်။ဒါကြောင့်မလို့တမရော်ကောင်းဆောင်ဦးနေဝင်ရဲ့မြေးဖြစ်တဲ့အေးနေဝင်တီလည်းပဲမျိုးသားရေးကိုဘတော်မှတစ္ဆာမဖောက်ဖို့မျှော်လင့်ပါတယ်။နောက်တစ်ခုကိုအေးနေဝင်ပြောသွားသေးတယ်။ဖျားရှင်လက်ထက်တုန်းကလည်းဘာသာသားတွေရှိတာပဲတဲ့ဒါပေမဲ့ဖျားရှင်ကတဲ့တခြားဘာသာတွေကိုတိုက်ခတ်ရမယ်လို့မပြောခဲ့ဘူးတဲ့ တခြားဘာသာတွေကိုဒုက္ခပေးရမယ်လို့မပြောခဲ့ဘူးတဲ့ဟုတ်ပါတယ်တခြားဘာသာကိုဒုက္ခပေးရမယ်လို့တိုက်ခတ်ရမယ်လို့ဘုရားရှင်ကမဟောခဲ့ပါဘူးဒါပေမဲ့ကိုယ့်ဘာသာကိုကာကွယ်ရမယ်လို့ဘုရားရှင်ဟောခဲ့ပါတယ်ဘုရားရှင်ကိုယ်တိုင်ကကိုယ့်ဘာသာကိုကာကွယ်ဖို့ကြိုးစားခဲ့ပါတယ်ကိုယ်ရင်းနေဝင်ကခေတ်ပညာတက်ပေမဲ့ဘာသာရေးအတိအားနဲ့တည်တဲ့ဆိုရင်ထုတ်မပြောပါနဲ့ဘာသာရေးလူမျိုးရေးတိတ်ကိုအကဲဆက်တဲ့အတွက်ခေတ်ပညာရေဘလောက်တက်တယ်ဘာသာရေးဘူးတူတာအားနိုင်တယ်ဆိုရင်ခဏလိုင်းမောက်မှာတက်ပြီးတော့အခုလိုမျိုးမချုံနဲ့ ထိလွယ်ရှာလေတဲ့စကားလုံးတွေကိုဆင်ခြင်သက်ပါတယ်ဆိုတော့ဒီလိုမျိုးဘုရားဇန်နီဘက်တော်ဘာသာရေးအကြောင်းအရာတွေကိုနှက်ဆက်တေချာအောင်မတိဘဲနဲ့ကိုအေးနေဝင်အနေနဲ့ကအကဲဆက်တဲ့စကားတွေကိုမပြောပါနဲ့ရှာမအကြီးဆုံးမရင်တော့အကုန်ပြီးပြီနော်ခဏလေးအေးနေဝင်နေရွက်ကြည့်ဦးမယ်လုံးဝကိုမင်းလုံးမရဘူးဒီကောင်ကခွေးနဲ့ဝက်ကမွေးထားတဲ့ကောင်ဖြစ်တယ်လို့သတင်းစာမှာကျွန်တော်ဖတ်ဖူးတယ်မြမအလီမှာပေါ့နော်တုံရင်ချင်းတွေဖတ်ဖူးကြလာတော့မတည်ဘူး ်ခွေးကိတ်ပွေးနေရမှာတော့ကျွန်တော် comment မပေးပါဘူး။နောက်ပါမယ့်မပူတူနေရမှာတော့ပေးမယ်။မပူတူဒီနေရမှာမင်းဆုံးမသွားတာဒါမိတ်တယ်။ဒါကြောင့်ကျွန်တော်ကိုဆက်ချစ်ချင်ရင်ဆက်လက်ခွေးမသားတွေကိုဆုံးမပေးပါဟုတ်ပြီနော်။ဒီနေ့ကျရင်ကျွန်တော်ရဲ့အဖြစ်ကိုမင်းရလိမ့်မယ်။ဟုတ်ကဲ့ပါတမင်ချင်တော့ဒီမနေ့ဒီဇင်ဘာကတော့ဒီလောက်ပါပဲ။ကျေးဇူးများချစ်တင်ပါတယ်။ကျမကြီးကိုစိတ်ကြပါ။ I love you all. God bless you all. Thank you for your time.